ဒီနိုနဲ့ကတွင်ကနဲ့ကကြတော့နဝင်းခွေမောင်တို့မှတော်ပါတယ်ရှင်။အဒီနိုနဲ့ကကြတော့ငငယ်လေးကတွင်ကတော့အသင်းတော်မှာအတူတူကြီးခဲ့ကြတဲ့ဟိုစန်ဒစ်ကူတက်ဖို့တက်ဖက်တွေပေါ့။ဒါပေမဲ့တွင်ကထက်တော့သူကငယ်တာပေါ့နော်။အော်သူဆုံးသွားတဲ့အချိန်တွင်ကတော့အိမ်မှာပဲရှိနေတာပေါ့နော်။အဲ့ချိန်မှာ9နာရီလောက်မှာတွင်ကတီးခဲ့တာပါ။နော်နဝင်းခွေးမောင်လေးဆိုပေတွင်ကတော့အမြဲတမ်းသတင်းကြားနေတယ် ်မိခင်ပေါ်မှာဘယ်လိုမျိုးယူသေးတယ်မိခင်ကအိမ်ပေါ်တက်အိမ်ပေါ်လိုက်တယ်အောက်ဆင်းအောက်လိုက်တယ်မိခင်ထမင်းစားနေပြီမနေ့ breakfast စားဖို့ပြင်ဆင်ထားပြီဆိုရင် तू ကအိမ်နေတာတော့ချက်ချင်းထားပြီးတော့အမေနဲ့အတူတူအဖော်ပြုတ်ပြီးစားပေးတယ်ပေါ့ဆိုတော့ဒီလောက်လိန်မာတဲ့ကလေးကိုပေါ့နော်ဆုံးရှုံးလိုက်ရတာအဖက်ဖက်ကဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်အရန်နှမျောပါတယ်အဒီနိုနဲ့ကတွင်ငယ်နဲ့ကကြတော့နှစ်ဝင်းခွေမောင်တို့မှတော်ပါတယ်ရှင်အဒီနိုနဲ့ကကြတော့ငငယ်လေးက တကယ်တော့အသင်းတော်မှာအတူတူကြီးခဲ့ကြတဲ့ဟိုစန်ဒစကူတက်ဖို့တက်ဖက်တွေပေါ့ဒါပေမဲ့တွင်ခက်တက်တော့သူကငယ်တာပေါ့နော်အရင်တော့သူနဲ့ကတော့အဲ့လိုတော့တော်လာလာမရှိပါဘူးဘာလို့လဲဆိုတော့ဒီလိုပဲဆွေမျိုးတွေဆိုတော့ဟိုပွဲတွေပါတွေလုတ်တယ်ဖိုးဖိုးအဲဒီနိုရဲ့အဖိုးပေါ့နော်ဖိုးဖိုးကြီးဥတ္တမောင်တို့ channel မှာပွဲလုပ်ရင်တွင်ခက်တော့သွားလဲတဲ့ကာဒီနိုလေးကိုတွေ့တယ်အဲ့ခါကျရင်တွင်ခက်တော့သူ့ကိုလိုက်ကြည့်ရတာ ။သူကငငယ်တော့အရင်ခစ်စားတာလေ။သူ့အခစ်တစ်ခစ်ကရှိခဲ့တာလေ။ဟိုမှာပေါ့တွင်ငယ်တို့တီးခဲ့တာကတော့သူက drum တီးတဲ့ခါမှာတွင်ငယ်တို့အားကြခဲ့ရဟဲ့ဒီအရွယ်လေးနဲ့အဲ့လိုအာဒီအရွယ်လေးနဲ့တွင်ငယ်တကယ်ရင်အားကြခဲ့ရတဲ့သူ့ခစ်ကလေးမှာတကယ်ဟိုအတီနိုကခစ်တစ်ခစ်ဖြစ်ခဲ့ပါလေရှင်။ Slide of hand and twist of face a bit of near she music နဲ့ပတ်သက်ရင်တော့ဒီလိုလေးက အာပြောရမယ်ဆိုရင်ဟိုအကုန်သိနေတာအရွယ်နဲ့မလိုက်အောင်ပေါ့ဘာလို့လဲဆိုတော့သူကြီးပြင်းခဲ့တဲ့နေရာလဲ Never Studio မှာဆိုတော့အဲ့မှာအမှုပညာရှင်ပေါင်းများဟောစွာကတော့ပြီးအလုပ်လုပ်ခဲ့တဲ့နေရာဆိုတော့လေသူကငငယ်တဲ့ကမြင်နေမြင်ကြားဆရာဟုတ်တယ်ပင်ဆရာမြင်ဆရာအားလုံးနဲ့သူကထိတွေ့ထားတာဆိုတော့ဒီကလေးကအထူးတလဲဟိုသူ့အမှုပညာကခေါညွန်းဆရာတော့မလို့ပါဘူးတော့သွေးသားတွေကလည်းပါပြီးသားလေဆိုတော့ဒီ generation ထဲမှာပါလာတာဆိုတော့သူကအကုန်လုံးတိအကုန်လုံးဟာဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ရှင် ဆုံးသွားတဲ့အချိန်တကယ်တော့အိမ်မှာပဲရှိနေတာပေါ့နော်အဲ့အချိန်မှာ9နာရီလောက်မှာတကယ်ပြီးခဲ့တာပါတကယ်မှကနေပြီးတကယ်ကိုလမ်းပြီးတော့ဟေးဒီမှာဒီသတင်းထွက်တယ်အဲ့ဒါဟုတ်ရဲ့လားစုံစမ်းကြည့်ပါဦးဆိုပြီးတော့အဲ့လိုပြောတဲ့အခါမှာကိုကဩတကယ်ဟုတ်ရင်တော့လေဟိုသိရမှာပေါ့လို့မဟုတ်ဘူးထင်ပါတယ်သတင်းတွေကလည်းရှောက်ထွက်တာဖြစ်မှာပေါ့ဒါပေမဲ့ငါကြည့်လိုက်ဦးမယ်ဆိုကြည့်လိုက်တဲ့အချိန်မှာ ဘောနော်ဝေးဝေးဝါးဝါးကနေပြီးတော့မှအဲ့လိုပုံလေးတွေအရင်ဗီဒီယိုလေးတွေတက်လာတာဗောနော်ဆိုတော့နောက်ပိုင်းကျတော့မှဒီအခုအမျိုးတွေကြားထဲမှာမှတိလိုက်တဲ့ရာတကယ်ဖြစ်နေတာဗောအရှင်ဟုတ်ကဲ့ရှင်ဆိုတော့အရင်အာသီမစ်တကယ်သူပြောတဲ့ surprise ဆိုတဲ့ဟာမျိုးကအဲ့လိုကြီးဗောနော်ဒါပေမဲ့ဝမ်းသာတဲ့ surprise မျိုးတော့မဟုတ်ဘူးအရင်အာသင့်သွားတဲ့ဟာမျိုးဗောနော်အဲ့ surprise ဖြစ်ခဲ့တယ်ဗောနော်အဲ့တော့တကယ်အရင်ဝမ်းနေခဲ့ရတယ်ရှင်ဟုတ်ကဲ့တကယ်ဝမ်းနေကတော့အဒီတိုနေနဲ့ပတ်သက်လို့အဖက်ဖက်ကတကယ်ရော လူငယ်အနေနဲ့ပေါ့ဆုံးရှုံးနေလို့ခံစားရပါတယ်အသက်ရွယ်အားဖြင့်တော့လကောင်းအမှုပညာရေးချင်းအားဖြင့်တော့လကောင်းပြီးတော့သူ့ရဲ့လိမ္မာရေးကြရှိတဲ့အရာပုံမှာလည်းအရန်ကိုမောင်လေးတယောက်လိမ္မာတဲ့မောင်လေးတယောက်ပေါ့နော်နှစ်ဝင်းခွဲမောင်လေးဆိုပေမဲ့တွင်ကတော့အမြဲတမ်းသတင်းကြားနေတယ်မိခင်ပေါ်မှာဘယ်လိုမျိုးယူသေးတယ်မိခင်ကအိမ်ပေါ်တက်အိမ်ပေါ်လိုက်တယ်အောက်ဆင်းအောက်လိုက်တယ်မိခင်ထမင်းစားနေပြီမနေ့ breakfast စားဖို့ပြင်ဆင်ထားပြီဆိုရင် သူကအိမ်နေတာတောင်ချက်ချင်းထပြီးတော့အမေနဲ့တူတူအဖော်ပြုတ်ပြီးစားပေးတယ်ပေါ့ ဆိုဒီလောက်လိမ်မာတဲ့ကလေးကိုပေါ့နော်ဆုံးရှုံးလိုက်ရတာအဖက်ဖက်ကဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်အရန်နှမျောပါတယ်ဟုတ်ကဲ့ဒါပေမဲ့လည်းတနေ့ကျရင်ပြန်ဆောင်ရမယ်စရတွင်ငယ်တို့ရဲ့ယုံကြည်သူတွေရဲ့ခံယူချက်အပြင်တော့နေတဲ့ချင်းရှိပါမယ်